ကဲရဲ့ပြစ်တင်ခြင်းဟာကောင်းသလားကျွန်တော်တို့ငငယ်ကလေးကတွန်တင်ခံခဲ့ရတာတွေ့အရတော့ကဲရဲ့ပြစ်တင်ခြင်းဟာမကောင်းဘူးလို့ပဲဆိုရမှာဖြစ်ပါတယ်တစ်ဖက်လူကိုမကောင်းမပြောနဲ့သူအာကုတုံနဲ့သူသွားလိုက်မယ်ကိုယ်လှည့်ကြလဲဘလို့ပြန်ပြောခံရတတ်တယ်ဝိလဲတတ်တယ်စသဖြင့်ပေါ့မကောင်းတဲ့အလုပ်လို့မြင်တယ်သူအာကုတုံကနေကိုယ်အာကုတုံဖြစ်သွားလိမ့်မယ်လို့တွေးတယ် ဝစ်လယ်မာကိုကြောက်ကြတယ်။ဝစီဒူးစရိုက်တဲပါတယ်လို့တောင်ခံယူထားကြတယ်။ကိုကိုကိုပြန်စဉ်းစားကြည့်ရင်လေသူများအမကောင်းပြောတာအတော်နေတယ်။တခါတလေလူရင်းတွေရှေ့လောက်တာပြောပြပြောမိတာမျိုး။အပေါ်ကလို့တုံတင်ခံခဲ့ရတာနဲ့လဲဆိုင်နေ။ကိုတိတ်ချာမသိတဲ့ကိစ္စကိုဝေဖန်ဖြစ်တင်တာ comment လေးတစ်ချောင်း post လေးတစ်ခုနဲ့တဆုံးပြောပြတာမျိုးတွေဆင်ကျင်တာကြောင့်လဲပါတယ်။ဘာလို့ဆိုတော့ကိုရံလည်းခဏခဏခံခဲ့ရဘူးတော့ ဘယ်လိုခံစားရလဲဆိုတာကောင်းကောင်းသိတယ်။သို့တော့ကဲရဲ့ပြစ်တင်ခြင်းဟာလုံးဝမကောင်းတဲ့ကိစ္စမဟုတ်ဘူးလို့တော့ဆိုချင်တယ်။ရည်ရွယ်ချက်ကောင်းတဲ့နီးမှန်လမ်းမှန်ပြောတာမျိုးကလူမှုအတိုင်းအဝိုင်းအတွက်လူကိုလိုအပ်တယ်။ဒီလူကိုအမားဆောင်ပြီးထိုးချခြင်းနဲ့စိတ်နဲ့ပြောတာမျိုး၁၀ဘူးအမားကို၁၀၀ဘူးလောက်ဖိပြောတာမျိုးတွေမဖြစ်ဘူးတော့လို့တာပေါ့။ တစ်ခါလဲရေးဘူးတယ်လောကကိုဆောက်ရှောက်တဲ့တရားတွေထွန်းကားဖို့လောကကလည်းပြန်ဆောက်ရှောက်ဖို့လိုတယ်ဆိုတာဟီရီနဲ့အတ္တပကိုလောကပါလာတရားတွေလို့ခေါ်ကြတယ်ဟီရီဆိုတာမဟုတ်တာလောက်ရမှာရှက်တဲ့စိတ်ကိုယ်အတွင်းထဲကလာတယ်ကိုယ်တိုင်ကရှက်နေတဲ့အခါဘယ်သူသိသိမသိသိမလုတ်ချင်တော့ဘူးအတ္တပကတော့မဟုတ်တာလုံလို့ကဲရဲပြစ်တင်ခံရမှာကိုကြောက်တဲ့စိတ်လုတ်တော့လုတ်ချင်တယ် လူမှုဘက်ဝင်ချင်းကဝိုင်းကဲရဲမှာကြောက်လို့မလုပ်ရတာ။ဒါဆိုကဲရဲပြစ်တင်တဲ့အလေးထားဟာလူအများအတွက်ကောင်းနိုင်တယ်ဆိုတာထင်ရှားနေပြီ။မကဲရဲကြအပြစ်မတင်ကြတဲ့အပြင် ခုခေတ်လိုကြီးပါကြီးမြောက်အားပါအားကျနေကြပြီဆိုရင်တော့ဒီလူမှုအတိုင်းဝိုင်းမှမပြတ်ဘယ်လူမှုအတိုင်းဝိုင်းပြည့်စည်တော့မလဲ။တခါ အော်တက်ပတရားကလည်းဟိရိအပေါ်မှာလည်းတရားမှုရှိတယ်။ကလေးတွေအတွက်စဉ်းစားကြည့်။သူတို့ကလူကြီးတွေစီကနေတင်ယူနေတာလေ။ဒီလူတယောက်ကမဟုတ်တာလုပ်တယ်။မဟုတ်တဲ့နည်းနဲ့ကြွယ်ဝချမ်းသာတာတယ်။ဓမ္မမဟုတ်နာမည်ကြော်ကြားလာတယ်။လူတွေကသူ့ကိုဘယ်လိုဆက်ဆံတယ်လဲ။နေရာပေးကြတယ်၊ချီးကျူးကြတယ်၊လေးစားအားကျကြတယ်ဆိုကလေးတွေရဲ့စိတ်ထဲမှာလဲသူ့လိုလုပ်ရတာဟာရှက်ရမဲ့ကိစ္စလို့ မြင်ကြတော့မှာမဟုတ်ဘူးသူတို့ကိုယ်တိုင်လည်းဒီလိုအလုပ်တွေကိုမရှက်မယွံ့အေးအေးဆေးဆေးလုပ်နိုင်လာလိမ့်မယ်ဒါဟာလူအဖွဲ့အစည်းပျက်စီးခြင်းရဲ့လမ်းစပဲကျွန်တော်တို့ငငယ်ကအချင်းတွေကိုပြန်ကြည့်စစ်ဘိုလ်ချုပ်တွေလက်စားပြီးကြီးပွားလာတဲ့သူတွေမမြင်ချင်မှအဆုံးပဲနောက်ွယ်မှာဒါအဲ့ဒီတယောက်ကဘလူကွင်းနေလှုပ်ရှားပြီးပွတ်သွားတာလေလို့ပြောကြတာရှေ့တင်ကြတော့မျက်နှလုံးမျက်နှာလုံးနေကြတာပဲ။ အာမနာတံပြောရရင် ကလေးတွေရဲ့ကိုချင်းသိက္ခာကိုရှေ့ဆောင်လမ်းပြပြီးအုံမြင့်ချပေးရမယ်။ဆရာဆရာမတွေအားစပေါ့ကိုယ်တိုင်လည်းအဲ့ဒီလိုတွင်ရအောင်လိုက်ဖန်တီးလိုက်အောက်ကျုံနဲ့လုတ်နေခဲ့ကြတာပဲရှက်စရာလို့ကိုမမြင်တော့တာကိုပညာနဲ့ကိုအလုံးလုံးနိုင်ရက်တည်နိုင်တဲ့သူကလည်းသိရှားတယ်ယူသားတဲ့သူဆိုလွင့်ထွက်သွားဘေးရောက်သွားတဲ့ကာလတွေကို နည်းနည်းခိုးတဲ့သူနဲ့တော်တော်ခိုးတဲ့သူရုံမပြတ်အောင်တိတ်ခါထိန်ပြီးခိုးတဲ့သူနဲ့ရုပ်ပြည့်စင်ပြတ်နမ်းမဲ့ထွက်အောင်ခိုးတဲ့သူဒီလိုပဲကြွားကြတာရှက်စရာကောင်းတဲ့ကိစ္စကိုမရှက်တော့အောင်ငွေမရှိတာကသာ ရှက်စရာဖြစ်တယ်ဆိုတာမျိုးရိုက်ထည့်ပေးလိုက်တာပဲကိုရီးယားကားတွေတည်းကြည်ဘူးတယ်ဒီကုမ္ပဏီမှာအလုပ်ရဖို့သူ့အဖေကပြောပေးလိုက်လို့ဆိုတာမျိုးကိုအရန်ရှက်ကြတာအကန့်ရှိတာဒီရှက်စရာဖြစ်နေပြီး ဒီမှာကြကုန်တိတ်ခါတခုလို့ဖြစ်နေခဲ့တာရိုးတတဝင်ခံရရင်ကျွန်တော်တို့လည်းအဲ့ဒီထဲတော့ပါခဲ့ဘူးတာပဲအလုံးလောက်ရဖို့တော့ဘသူ့ကိုမှမကတ်ခဲ့ဘူးပဲဌာနတခုခုမှကိုအသိရှိတယ်သူ့ကြောင့်မြင်မြန်ဆန်ဆန်ချောချောမွေ့မွေ့ပြီးစီးခဲ့တဲ့ဆိုသဘောကျခဲ့ဘူးတာပဲမိဘကအစိုးရနဲ့အပတ်သက်သိမရှိလို့တာပေါ့မဟုတ်ရင်ကျွန်တော်တို့လည်းရာထူးရှိတဲ့တူဦးတယောက်ကိုဖားပြီးအမြင့်တက်ရတဲ့ဘဝကိုအားကျခြင်းအားကျနေခဲ့မှာပဲ။ အဲ့ဒီကနေတစတစပြည့်ရင်းလာလိုက်တာအခုလက်ရှိအနေထားကိုကြည့်လိုက် ကိုချင်းတရားဆက်နှုံးနေဘလောက်တောင်ပျက်စီးသွားပြီလဲမဟုတ်တာလှုပ်ထားလဲရတယ်သူကြောင့်လူပေါင်းများစွာ ထိခိုက်ပျက်စီးခဲ့ရလဲအဆင်ပြေတယ်အဲ့လိုလှုပ်ပြလိုက်ရင်ရပြီဘာသာရေးနဲ့ဆက်နွယ်ပြလိုက်ရင်ပိုတောင်မှလူကောင်းသူကောင်းထင်ခံရသေးတယ် မင်းသမီးတွေနမကြီးတွေနဲ့လက်ထက်ကြတယ်ချစ်ပြတယ်ရိုပြတယ်တခြားမိန်းကလေးတွေကအားရကြလို့ဒီလိုလူကားမှတကယ်ယောက်ျားကောင်းတမန်အားစီဝါကြကြရွရွတတကြိုးစားရှာဖွေနေတဲ့ယောက်ျားတွေမှာတော့သူတို့ရဲ့ရိုးဖြောင်းမှုအတွက်နမမရရှာဘူးအတိအမှတ်ပြုခတ်မနေရဘူးဝေဖန်ရင်တော့မနာလို့လို့လို့ထင်တတ်ကြသေးတယ် မရှိစင်ရသားတွေအတွက်ဆန်အိတ်လှူတာလောက်ပဲမြင်ကြတာတာဓုခေါ်ကြတာဒီလူတွေကိုမရှိစင်ရသားဘဝရောက်စေတာထမင်းငတ်စေတာလေခုလာလှူနေတဲ့လူတွေကိုယ်တိုင်ပဲဆိုတာတော့မမြင်နိုင်ကြဘူးကိုချင်းတရားဆန်နှုံးတယ်မကပညာရေးပါဖြည့်စည်းခံခဲ့ရတဲ့အကျိုးဆက်တွေပါပဲဒါကြောင့်သူတို့တွေကိုအပြစ်တော့မတင်ရဘူးခုလိုဖြစ်အောင်ရည်ရွယ်ချက်ရှိရှိစနစ်တကျလုပ်ခဲ့တဲ့သူတွေကိုပဲဒေါသထွက်မိတယ် ဒီလောက်ပြက်ယွင်းသွားတဲ့လူဖွဲ့စည်းတစ်ခုကိုပြန်တက်မှတ်ဖို့ဒီလောက်စိတ်သုံးသွားတဲ့လောကဘာလာတရားတွေကို အသက်ပြန်သွင်းဖို့ဆိုတာတရက်တမနဲ့နဲ့တော့မရနိုင်ပါဘူးနိုင်ငံကလည်းအေးချမ်းသွားပါမှ အုပ်ချုပ်တဲ့စနစ်ကလည်းကောင်းမွန်လာပါမှဖြစ်နိုင်တာဘလို့ပဲဖြစ်ဖြစ် ကိုယ့်တကူစာအရာတော့လုံနိုင်တာတွေလုံးဝမှာပဲရှက်တင်ရှက်ထိုက်တာတွေချက်တက်လာအောင်လုပ်ပေးရမယ် ကြော်တဲ့မှန်ကန်တဲ့ဘာသာရေးဆုံးမတွေကိုချင်းတရားဆိုင်ရာအဆိုမိန့်တွေစာအုပ်တွေဝတ္ထုတွေစသဖြင့်လိုအပ်မယ်။ကလေးတွေကိုဒါရီနဲ့များများထိတွေ့ပေးရမယ်။တစ်ဖက်မှာလည်းသူတို့ဆန္ဒမူနာယူနေတဲ့လူကြီးတွေကိုယ်တိုင်ကရှက်တင်နာကိုရှက်ဖို့လိုတယ်။ငါအဖေငါအမေကမဟုတ်တာမလုပ်ဘူး။ဒါဟုငါဂုံယူတယ်ဆိုတဲ့စိတ်ထဲ့ပေးနိုင်ဖို့တိတ်ရေးကြည့်တယ်။ကိုသားသမီးတွေကိုပေးနိုင်တဲ့အကောင်ဆုံးမွေဟာအဲ့ဒါပဲ။ မဟုတ်တာလောက်တဲ့သူတွေကိုလည်းကိုနဲ့မဆိုင်တယ်လို့သဘောမထားပဲကဲရဲ့ပြစ်တင်ချရလိမ့်မယ်။အပေါ်မှာပြောခဲ့သလိုနီးမှန်လမ်းမှန်တော့ဖြစ်ပါစီပေါ့။လူအများအကျိုးအတွက်ဆိုတာကိုတော့ရှေးရှုဖို့လိုလိမ့်မယ်။အ ਨੇ ဆုံးကိုကအဲ့ဒီလိုမကဲရဲ့ကျင်တာမပတ်သက်ဖို့တော့လိုပါမယ်။အာမပေးဖို့တော့လိုပါမယ်။ဒါဟာသူတပားကြွယ်ဝချမ်းသာတာအောင်မြင်တာ우မနာလို့မရှုစိတ်လို့မဟုတ်ပဲ။စိတ်သုံးပြောက်ွယ်လူနီးပါးဖြစ်နေတဲ့ ဟီရီအော်တပ်ပတရားတွေကိုစောင့်ရှောက်ထိန်သိမ်းနေခြင်းပဲဖြစ်ပါတယ်။ဒေါက်တာဖြိုးတီဟာ၂ရက်ဆယ်လာ2025ဖက်ရှုတင်ဆက်သူစိတ်မြများစဉ်ဘူဂျီမင်းတို့အချိန်ပေးနာဆင်မှုအတွက် Access Reader မှာကျေးဇူးတင်ရှိပါတယ်ရှင်။